ကိုအာလိမ်မော်ရောင်လေးနဲ့ထိုးလို့ရတာပေါ့နော်ကိုပေါ့ကိုကိုကြိုက်တဲ့အရာနှစ်သက်ရအောင်နဲ့လည်းထိုးလို့ရပါတယ်ကလေးလေးထိုးဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးရတော့ခြေကအဓိက2ရောင်လိုအပ်ပါတယ်ခုနီလေးအတွက်ကြိုက်နှစ်သက်ရအရာရဲ့အစိမ်းရောင်လေးရလိုအပ်ပါတယ်ပြောရတော့ကလေးလေးက4.0 cm လိုအပ်ပါတယ်ပြီးတော့ဆီလီကွန်လေးလည်းအနည်းငယ်လိုအပ် ထားစင်မိုးအတွက်အဝါရောင်လေးရဲ့ဖြူရောင်လေးရဲ့နှစ်ခုကို12လမစီလောက်ရှင်ရပါတယ်။ပြီးတော့ကန်ကြီးလေးလိုမယ်ချုပ်အပ်လေးလိုမယ်ကော်ကပ်ဖို့အတွက်ကော်ကန်သို့မဟုတ်ကော်ဘူးလေးလိုအပ်ပါတယ်။ဆောင်းအုန်နီနီယာလေးကိုစားထုတ်ပါမယ် ပါးကိုကျော်ပြီးတော့ဒုတိယအပောက်မှာတိုင်တိုးတစ်ပောက်ထဲမှာ3ကထိုးပါမယ်တပတ်တူပေါ့နော်13 3ကပြီးွားရင်တော့ဖွမီးတစ်ချက်တက်ပါမယ်တက်ပြီးွားရင်တစ်ဖက်ကိုလှည့်မယ်လှည့်ပြီးတော့ပရမဆုံးအပောက်မှာဖီထိုးပါမယ်ဖီဆိုတာတစ်ပောက်ထဲမှာတိုင်တိုး အပေါက်မှာ8ထိုးပါ။အဲ8ဆိုတာကတိုင်တိုးတစ်ပေါက်ထဲမှာတစ်ချက်ပါ။ပြီးရင်နောက်ဆုံးအပေါက်မှာ က်ထဲမှာတိုင်းလို့အရင်အတွက်ကငါးချက်ရပါမယ်ပြီးရင်ဖုံးပြီးတစ်ချက်ထိုးမယ်တစ်ဖက်လှန်မယ်လက်ပြီးတော့ from တပောက်ကိုတစ်ချက်စီနဲ့တိုင်းတို့ငါးပောက်ထိုးပါမယ်58ပေါ့ တစ်ချက်တက်ပါတယ်။တရမ်းပြီးတာနဲ့ဖုန်မီတစ်ခုထိုးရမယ်နော်။အဲဆိုရင်တစ်ဖက်လဲပါမယ်။လဲပြီးတော့ပရမဆုံးအပေါက်မှာစီထိုးမယ်။တိုင်းပွားထိုးမယ်ပေါ့နော်။တစ်ပေါက်ထဲမှာတိုင်းတိုးနှစ်ချက်ဆိုရင်နောက်ပေါက်ကိုသွားပါမယ်နောက်ပေါက်ကတိုင်တူတစ်ပေါက်တစ်ချက်စီနဲ့၃ချက်သွားမယ် ုံးပေါက်မှာဖြေပြန်ထိုးပါမယ်။အဆင်တော့ဒီတန်းပြီးွားလို့ရှိရင်တိုင်းတော်ချက်ရတော့က9ချက်ရပါမယ်။အဆင်ရင်၄တန်းပြီးသွားပြီ။ပြီးသွားရင်ဖုန်းလေးတစ်ချက်တန်းမယ်။ပြီးရင်နောက်အတန်းတွေကတပောက်ကိုတစ်ချက်စီပဲထိုးပါမယ်။9တန်းမြောက်ကနေ10တန်းမြောက်အထိကတပောက်ကိုတစ်ချက်စီပါပဲ။အဆိုလို့ရှိရင်နောက်ထပ်9တန်းမြောက်ကိုထိုးဖို့အတွက်တစ်ဖက်ကိုလှည့်ပါ ဲ့ပြီးတော့တပောက်ကိုတစ်ချက်စီထိုးသွားပါ7 8ပေါ့နော်9ပောက်ရှိတော့7 8ထိုးပါမယ် ားရမြောက်ဒီထိုးလာပြီးတဲ့အခါမှာတော့နောက်တန်းတွေကိုတစ်ပေါက်တစ်ချက်စီနဲ့ထိုးရမယ်။အဲဆိုတော့6တန်းမြောက်ကနေပြီးတော့7တန်းမြောက်ထိ3တန်းကိုတစ်ပေါက်တစ်ချက်စီနဲ့ထိုးပါမယ်။တန်းပြီးတိုင်းဖွင့်ပြီးတစ်ချက်တက်ရမယ်နော်။ခုပါကိုထိုးသားပါ။7တန်းမြောက်ထိထိုးလာပြီးွားလို့ရှိရင်တော့ဖွင့်ပြီးတစ်ချက်တက်ပါမယ်။တက်ပြီးတော့ကျိုးဖြတ်ပါမယ်။ကျိုးကအတူပဲဖြတ်လို့ရပါတယ်။ ွက်ထုတ်လိုက်ပါဒါဆိုရင်အပေါ်ပိုင်းလေးအတွက်ရပါပြီဒါဆိုရင်နောက်တစ်ခုကိုလည်းအဲ့လိုပုံစံမျိုးထပ်ထိုးပါမယ်ဒါပေမဲ့ကျိုးတော့မဖြတ်ရပါဘူးအဆိုရင်နှစ်ခုရလာပြီနောက်တစ်ခုကိုဖွံ့မီးတစ်ခုတတ်ထားပါတယ်တက်ပြီးတော့ကျိုးမဖြတ်ပါဘူးအဲ့နှစ်ခုကိုထပ်ပြီးတော့ထိုးရမယ်ပေါ့နော်မလားဘက်ကိုအတွင်းဘက်ကထားမယ်ဒီဘက်ကိုကြတော့အပြင်ဘက်ကထားပါမယ် ားပြီးတော့နှစ်ခုထပ်ပြီးတော့ထိုးပါမယ်အဆလို့ရှိရင်ဒီပရမဆုံးတဒန်းအနေတဒန်းကိုတစ်ချက်စီနဲ့အတိုင်းတူတစ်ချက်စီထိုးပါမယ်ပေါ့နော် ချာခொနဲ့အဲဆိုရင်ပမာဆုံးတန်းအနေပြီးတော့ခொနတန်းမြောက်ထိရောက်လာရေပေါ့နော်နောက်ဆုံးတန်းမှာကြာတပောက်ထဲမှာ3ခါတိုက်တူ3ခါတပဲလူထိုးမယ်ပေါ့နော်နောက်ဆုံး7တန်းမြောက်မှာတပဲလူထိုးရပါမယ်ကျဲ ဲပေါက်ပါပဲ။နဲပင်အဲပေါက်ပါပဲ။တော့ထွက်နေတဲ့ကျိုးစားလေးတွေကိုအထဲထဲကိုထည့်လိုက်ပါမယ်။ချက်ပြီးတော့ခုနကအရင်တစ်ဖက်လိုပဲခုနတန်းခုနတန်းကိုတစ်ပေါက်တစ်ချက်စီနဲ့ထိုးသွားပါ။ရှစ်တန်းမြောက်ကထိုးပြီးသွားပြီဆိုတော့ခုနတန်းမဲ့ကျန်မယ်။အဲ့ဒီခုနတန်းကိုတစ်ပေါက်တစ်ချက်စီနဲ့ထိုးသွားပါ။ ပေါင်းတစ်ချက်စီနဲ့ထိုးလိုက်ပြီးတဲ့အခါမှာတော့ထွက်နေတဲ့ကြိုးစားလေးကိုအထည်ဥထည့်ပြီးတော့တင်လိုက်ပါပြီးွားရင်ဒီထည့်ကိုဆီလီကွန်ထည့်ပါမယ်ဆီလီကွန်နဲ့ ီလီကွန်ထည့်ပူရရင်တော့ဒီပေါ်ခုနှစ်ချက်ကိုထိုးပါမယ်။တပောက်ကိုတစ်ချက်စီနဲ့ထိုးသွားပါမယ်အဆုံးထိ ောက်ဆုံးတစ်ပေါက်ထီထိုးလာပြီးသွားရင်တော့ကျိုးဖြတ်ပါမယ်။ဖြတ်ပြီးတော့ကျိုးကိုဆက်ထုတ်လိုက်ပါ။ပြီးရင်ချိုးအပ်ကလေးနဲ့အစာသိမ်းပါမယ်။ကလေးရဲ့အပေါက်မှာကလေးရဲ့အပေါက်ကနေပြီးတော့ဒီဖက်အချမ်းနေပြီးတော့အန်နဲ့ထက်အန်နဲ့ထိုးပါမယ်ထိုးပြီးသွားလို့ရှိရင် လက်ချီချီထွက်နေတဲ့အပေါက်ကနေပြီးတော့အပေါ်ကနေပြန်ထိုးပါမယ်ပြီးတော့အထဲကိုအထဲကိုထည့်ပြီးတော့ကျိုးစားလေးကိုတင်လိုက်ပါမယ် ဆိုရင်တော့ဥနီလေးရပါပြီ။ပြီးရင်တော့ခြေကသင်းရွက်လေးထိုးပါမယ်။သင်းရွက်ထိုးဖို့အတွက်ဒီဘက်ခြေစာသိမ်းထားတဲ့အပေါက်ရဲ့ကက်လေးရဲ့အပေါက်ကပေါက်ကိုကြော်မယ်။ကြော်ပြီးတော့ဒုတိယအပေါက်ကနေဒီအပေါက်ကနေစာရည်ပါမယ်။တင်းနဲ့သုံးလေးနာငါးပေါက်မြောက်မှာအထည့်မယ်။ထည့်ပြီးွားတော့ ဆက်ရောင်ခြည်လေးကိုယူမယ်ယူပြီးွားရင်ခြည်ကန်ပြီးတော့ဒီအခြည်လေးကိုကပ်ပြီးတော့ခြည်လေးကိုဆွဲထုတ်ပါမယ်ဆွဲထုတ်ပြီးတော့ဖုံးမီးနှစ်ချက်တက်မယ်တက်ပြီးွားလို့ရှိရင်အဲ့ဒီအပေါက်မှာပဲတိုင်ရှည်နှစ်တိုင်ထိုးပါမယ်တတိုင် ဘောက်ထဲမှာတိုင်ရှင်းနှစ်တိုင်ထိုးပြီးဝါရင်ဖွင့်ပြီးနှစ်ချက်တက်မယ်တက်ပြီးဝါရင်နောက်အပေါက်မှာရှက်ကောနဲ့ဆက်ပါမယ်ဆက်ပြီးဝါရင်ကြတော့ဖွင့်ပြီးနှစ်ဖွင့်ပြီးသုံးချက်ထိုးပါမယ်သုံးချက်ထိုးပြီးဝါရင်နောက်အပေါက်မှာနှစ်ရစ်တင်တိုင်ရှင်းသုံးတိုင်ထိုးမယ်တစ်ပေါက်ထဲမှာရည်ရည်မဲရည်ပြီးွားတော့ ပေါက်ထဲကိုထဲကျိုးဆွဲထုံလေးပင်ရလာရင်နှစ်ပင်လေးကတစ်ခါဆွဲထုံမယ်နှစ်ပင်လေးကတစ်ခါဆွဲထုံပြီးရင်နောက်ဆုံးနှစ်ပင်လေးကတစ်ခါဆွဲထုံမယ်အဲ့လိုမျိုးနောက်ထပ်နှစ်တိုင်းထပ်ထုံရပါမယ် င်တိုင်းရှင်သုံးနိုင်ထုတ်ပြီးသွားရင်ဖွင့်ပြီးသုံးချက်တက်ပါမယ်။တက်ပြီးသွားရင်နောက်ပေါက်မှာရှက်ကော်နဲ့ဆက်ပါမယ်။ပြီးရင်ဖွင့်ပြီးနှစ်ချက်တက်မယ်။နှစ်ချက်တက်ပြီးသွားရင်နောက်ပေါက်မှာ သိမ်းဖို့အတွက်အထဲကိုထည့်ပြီးတော့ဒီအဲ့ဒီအပေါက်မှာလည်းတိုင်ရှည်ထိုးထားတဲ့အပေါက်မှာလည်းပြန်ထိုးမယ်ပေါ့နော်ပြန်ထိုးမယ်ထိုးပြီးွားလို့ရှိရင်အပေါက်ကခြိထွက်တဲ့အပေါက်ကိုခြိထွက်တဲ့အပေါက် 管理截图没。 Atlas in my 拉身边大汉哦，高盖板嘞。 ကြည့်ပေးကြတဲ့အတွက်အလုံးကျေးဇူးတင်ပါတယ်ရှင်အလုံးအဆင်ပြေကြပါ